ဘက်ပြည်သူများကိုမျှဝေပေးကြပါတယ်။အဲ့ဒါကတော့ကျမတို့နှစ်ဖက်အဖွဲ့အစည်းပေါ့ရှင်။ကျမတို့နိုင်ငံတော်ဘက်ကရက်တည်ရသူတွေရှိရယ် NUG ဘက်ကရက်တည်ရသူတွေရှိရယ်နှစ်ဖက်ကွဲနေကြတာပေါ့လက်ရှိအချိန်နေမှာ။ဟိုဘက်ချမ်းမှာဆိုရင်ကျူးချန်နဲ့ထောင်ပြီးတော့မီဒီယာဆိုပြီးတော့လုံနေသူတွေရှိရယ်။ကျမတို့ဘက်မှာလည်းအဲ့လိုပဲမီဒီယာသမားတွေရှိရယ်အလွတ်တန်းပြောတဲ့သူတွေရှိရယ်။ဒါပေမဲ့ကွာခြားချက်နှစ်ခုကပါလဲဆိုတော့ကျမတို့နေ့စဉ်ပြောတဲ့သတင်းတွေအကြောင်းအရာတွေအောက်က နားထောင်ပြီးတော့ပြန်လည်ညှဝေကြတဲ့သဘောထားမှတ်ချက်ရေးကြတဲ့မိဘပြည်သူတွေမှာရရှိရဲ့အကျိုးတရားကြတော့ကြွားချသွားပါတယ်။ဘလို့ကြွားချရလဲဆိုရင်ငစီတို့ပိုးလေးတို့ပေါ့နော်။အာစီနန်းတော်တို့အာစီဒေးဗစ်တို့ရှိသေးရဲ့ဘလိုင်းပေါ့နော်။ကျမတို့ရုပ်တံတွေယူယူပြီးနေစဉ်နေတိုင်းထိုင်ပြီးတော့ကျမတို့ကိုဆဲတာ။အကြောင်းဖြစ်အကြောင်းရှာပြီးတော့ဆဲတာ။ဒီလိုဆဲတာတွေကိုသွားနားထောင်တဲ့မိဘပြည်သူတွေကလည်းသိသန့်ရှိပါတယ်။သူတို့ပြောနေတဲ့အကြောင်းအရာတွေအောက်မှာ comment တွေသွားရှိရှိရဲ့ပေါ့နော်။မိဘပြည်သူများတော့ဖတ်ကြည့်လိုက်ပါ။အဲ့ဒီလူတွေဟာဆိုရင် ကျွန်တော်တို့နေတန်းထိုင်ဆဲပါတယ်။အဲ့ဒီအတွက်သူတို့တွေးတာကငါတို့ကဒီလိုဆဲလိုက်နိုင်တဲ့အတွက်ငါတို့သူတို့နိုင်သွားပြီငါတို့သူတို့ကိုအကျိုးမြတ်ထုတ်လိုက်နိုင်ပြီလို့သူတို့တွေးတာဆဲလိုက်ရတဲ့အတွက်အားရတယ်ဆိုပြီးပြောကြတာပေါ့နော်။သူတို့မစင်စားမိတာကနေ့စဉ်နေတိုင်းဒီလိုဆဲနေခြင်းအဖြစ်သူတို့တွေမှာဘလောက်ထိအောင်အောက်ကုသူကြီးကြီးသွားမလဲဆိုတာသူတို့မစင်စားအောင်ရှင့်ပြောရမယ်ဆိုတော့ငစီတို့ RC David တို့ RC Nan တို့တို့ပိုးလေးတို့ပိုးလေးတို့ပေါ့နော်အဲ့ဒီလူတွေဟာဆိုရင်မစင်တွင်းလို့ပါပဲနေ့စဉ်နေ့တိုင်းလူတွေအကုသူတွေပေးတယ် အကျိုးမရှိတဲ့စကားတွေပြောတယ်။ဖရုတ်တဝါစာတွေထိုင်ပြောတယ်။မိုင်းရိုင်းတဲ့စကားတွေပြောတယ်။အကြောင်းမရှိအကြောင်းရှာဆဲတယ်။သူတို့ကဥဆောင်မိသားစုလုပ်ပြတယ်။သူတို့တည်င်းသွားနာထောင်တဲ့သူသူတို့ပြောတဲ့အကြောင်းကသွားနာထောင်တဲ့သူတွေကလည်းသူတို့လုပ်သူတွေပဲလိုက်လုပ်တယ်။အဲ့ဒီကနေရရှိတဲ့အကူတူတွေဟာသူတို့ဘဝမှာနေစဉ်နေတိုင်းလက်တိုက်တာတွေဖြစ်လာမယ်။ကျမ်းမိုင်ချုတ်တဲ့တိုင်းဖြစ်လာမယ်။မိသားစုဘဝအဆင်မပြေတိုင်းဖြစ်လာမယ်။သူတို့ရောက်တဲ့နေရာတိုင်းမှာစိတ်ဆင်းရဲကိုဆင်းရဲနဲ့လူမှုဘဝတွေစိုးဝါးစွာကြာဆင်းပျက်စီးလာမယ်ဆိုတာကိုသူတို့မစင်စသမိကြအောင်။မစင်တွင်းတဲ့မှာသွားပြီးတော့ ပျော်နေကြတဲ့လောက်ကလေးတွေလိုပါပဲကျမဒါဒီမြင်တော့တန်ဝေကရှာပါတယ်ဒါကြောင့်ကျမသတင်းနေမှာဆိုရင်အခုတို့အ ਨੇ ဆုံးဖြစ်အောင်ကျမတင်ဆက်ပါတယ်သတင်းတင်ဆက်တိုင်းမှာလည်းမိဘပြည်သူတွေကိုမြစ်တာပို့တဲ့စကလုံးလေးတွေနဲ့ကျမအမြင်နဲ့အဆုံးသက်ပြီးတင်ဆက်ပါတယ်ဒီလိုလေးထားလေးရှိရအတွက်ကျမရဲ့သတင်းတင်တဲ့ channel တွေမှာဆိုလာကြည့်ပါ YouTube မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်သတင်းလာနာထောင်တဲ့မိဘပြည်သူတွေကပြန်ပြီးတော့မြစ်တာပို့ပေးကြတယ် တမီးလေးကျမ်းမာပါစေချမ်းသာပါစေ Prime Media မိသားစုကျမ်းမာပါစေမြန်မာနိုင်ငံသားရဲ့အားလုံးလည်းအေးချမ်းပါစေမြန်မာနိုင်ငံတော်ကြီးအမြန်ဆုံးပြန်လည်ကျမ်းမာပါစေဆိုတဲ့မြစ်တာပို့တန်တွေဟာကျမတို့သတင်းမီဒီယာရဲ့ခုမှန်နေမှာအများကြီးတွေ့ရပါတယ်နေ့စဉ်နေ့တိုင်းရှားချီတွေ့ရပါတယ်ရှင့်အနည်းဆုံး300အထက်အများနဲ့ရှိပါတယ်ဒီတော့ကျမတို့သတင်းလေးနားထောင်ပြီးဒီလိုမျိုးမြစ်တာပို့နေတဲ့သူတွေဟာဒီမြစ်တာတရားတွေကိုသူတို့ကိုယ်တိုင်ခံယူရရှိနေမှာသူတို့ရဲ့နေ့စဉ်ဘဝမှာသူများမြစ်တာထားတတ်လာတယ် ဒီမေတ္တာပို့နေခြင်းအဖြစ်နေ့စဉ်မေတ္တာတွေစုမိလာတယ်ကုသိုလ်တရားတွေစုမိလာတယ်ဒါကြောင့်စီးပွားလက်လာပါတွေကောင်းလာမယ်စိတ်ချမ်းသာကိုကျန်းမာလာမယ်မိသားစုတွေဘေးရန်တွေကင်းစွာနေရမယ်သူတို့လိုလားတောင်းတတဲ့အတိုင်းအေးချမ်းတဲ့နိုင်ငံတော်မှာအပူပင်ကင်းစွာနဲ့နေထိုင်ရမယ်ဒီလိုအကျိုးတရားတွေဟာဇက်တိုက်ဖြစ်ပေါ်လာမှာပါဒါကြောင့်မိဘပြည်များစဉ်းစားကြည့်ပါဘသူတွေသတင်းနားထောင်သင့်လဲဘသူတွေရဲ့သတင်းတွေကအေးချမ်းမှုရှိတယ်ဘသူတွေရဲ့သတင်းကမိဘပြည်သူတို့အတွက် အကျိုးတရားဖြစ်စေလဲဆိုတာစဉ်းစားသုံးသပ်ပြီးတော့ရွေးချယ်နားထောင်ကြပါရှင်လူသားအလုံးမှာပိုင်ဆိုင်တာကတဦးကောင်မှာ24နိုင်တာအချိန်ရှိပါတယ်တနေ့မှာတနေ့မှာပေါ့နော်တနေ့မှာ24နိုင်ရေးပဲအချိန်ရှိတယ်အဲ့ဒီ24နိုင်ရေးအချိန်တွင်းမှာကိုယ့်အတွက်အကျိုးရှိတာလုပ်မလားအကုသိုလ်ရှာကြံယူမလားဆိုတာကတော့မိဘပြည်သူများရဲ့စိတ်ကြိုက်ရွေးချယ်ရတာဖြစ်ပါတယ်ရှင်ဒီချက်လေးကိုကျွန်မသတင်းမတင်ဆက်ခင်လေးမှာမိဘပြည်သူများကိုချစ်ချင်းမြတ်တာအဖြစ်မျှဝေပေးတာဖြစ်ပါတယ်ဒီနေ့သတင်းလေးကိုတော့ကျွန်မနုပညာရှင်တွေရဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့စတင်ခြင်းပါတယ် ။နုပညာရှင်တွေဟာဆိုရင်ထွေးပြီးသားတထွေးကိုပြန်ပြီးတော့မျိုးတဲ့ဖြစ်စဉ်တွေလုပ်နေပါပြီ။အဲ့ဒီဖြစ်စဉ်လေးကိုကျွန်မသိရတဲ့အကြောင်းတရားလေးကတော့ဒီနေ့မှာဆိုရင်ကိုကျော်မျိုးမင်းရဲ့ MP New မှာတင်ထားတဲ့သတင်းလေးပုဒ်ကိုကျွန်မဖတ်ရပါတယ်။ဒီသတင်းလေးကိုကျွန်မပြန်လည်ပြီးတော့မျှော်ပေးချင်ပါတယ်ရှင်။အခုဆိုရင်2021ပေါ့နော်နိုင်ငံရေးဖြစ်စဉ်အပြီးမှာလူပညာရှင်တွေဟာရုပ်ရှင်အစီအယောနေပြီးတော့အစီအယောဝင် ဖြစ်ကနေပြီးတော့နှုတ်ထွက်သွားကြပါတယ်အဲ့လိုနှုတ်ထွက်ပြီးရဲ့နောက်အခု2025ရောက်တဲ့အခါမှာတော့ ရုပ်ရှင်အစည်းအရုံးဝင်65ရာခိုင်နှုန်းဟာရုပ်ရှင်အစည်းအရုံးဝင်အဖြစ်နဲ့ပြန်ပြီးတော့ရှောက်ထားလာကြတယ်ဆိုပြီးတော့ရုပ်ရှင်အစည်းအရုံးနေတဆင် MB new ကသိရှိရပါတယ်ဒါလေးကိုသတင်းအနေနဲ့တင်ထားဖြစ်ပါရဲ့ရှင်အစည်းအရုံးဝင်ဖြစ်နဲ့ပြန်လည်ဝင်ရောက်လာတဲ့သူတွေဟာဆိုရင်နာမည်ကြီးတရုတ်ဆောင်ဇက်ပိုဇက်ရန်ဒရိုက်တာဇလန်ဇညောသမားတွေပါဝင်နေဆိုပြီးသိရပါတယ်ရှင်ပြောရမယ်ဆိုတော့2021တုန်းကရုပ်ရှင်အစည်းအရုံးဝင်ဖြစ်ကနေနှုတ်ထွက်သွားတဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုနှုတ်ထွက်ကြအောင်လဲသူတို့လူမှုကွန်ရက်တွေကနေပြီးတော့ တို့အစည်းအုံကတ်တွေတင်ပြီးတော့စာနာထုတ်ဖို့ပြီးတော့နှုတ်ထွက်ခဲ့ကြတာပေါ့နော်အဲ့ဒီနှုတ်ထွက်တဲ့သူတွေမှာဆိုရင်ဥခင်တိုင်းတိုင်ရောစင်မနေရဲမင်းမော်ကွန်ခင်လိုင်းကိုပေါ့တီခင့်နေဒဇင်ထူးမြင့်ချမ်းမေမြတ်လို့စားတဲ့သရုပ်ဆောင်တွေလည်းအများကြီးပါဝင်ပါတယ်ရှင်ဒီတော့ဒီလူတွေကနေပြီးတော့အစည်းအုံဝင်ဖြစ်နေပြန်ဝင်လာတဲ့သူတွေကထွေးပြီးသားတထွေးကိုပြန်ပြူတာပဲပေါ့ရှင်ဥစင်မဟာဆိုရင်သူနှုတ်ထွက်တော့ကအွန်လိုင်းမှာစာကြောင်တင်ခဲ့ပါတယ်စာဆိုတာကအဲ့တော့က မိမိဆန္ဒသဘောအရနှုတ်ထွက်တဲ့သူတွေနာမည်စင်းရဲပေါ့နော်အဲ့ဒါကိုတင်ထားဖြစ်ပါတယ်ဥစင်မှာတင်ထားတဲ့စင်းရဲနဲ့မှာဆိုရင်အစည်းယုံဝင်ဖြစ်မှာနှုတ်ထွက်ကြသူများစင်းရဲဆိုပြီးတင်ထားတာဖြစ်ပါတယ်။ဇပိုဇက်ရံနံပါတ်ထဲမှာဥစင်မှာနံပါတ်ကထိတ်ဆုံးပါပဲ။အစင်မှာတဲ့ကပ်ပြားနံပါတ်4155နောက်တော့ကတန့်စင်ကပ်ပြားနံပါတ်တွေလည်းပြီးမှာပါပါတယ်။ဂျပန်ကြီးပန်းဤခိုင်ဥချမ်းသာမနောဖြူကြော်ကြီး ကိုဘင်းခေါ်တီဟဖြူကိုဘင်းဆိုတာနိုင်ရှင်မြင့်မွေမျိုးသားဖြစ်ပါတယ်ပြီးတော့နိုင်ရှင်မြင့်မိုးအင်ဂျင်မတ်ဤတုံဝေလူပိုင်စေဟင်ခင်လိုင်းစင်စင်ညွှန်းဒါကဇပ်ပုဇံရံနမည်စင်းတွေပါဇလန်းဇံညုံမှာဆိုရင်ရွှေမိုးတက်မြက်ဖုံးပုံမင်းမျိုးထွန်းလင်းခေါ်မင်းတေစမင်းတခက်ခစ်ပြူပြူရွန်းတခင်အောင်လင်းနိုင်မင်းထက်ကျော်ဖြစ်ပါတယ်ဒရိုက်တာထဲမှာကတော့စတီတီခစ်နေဇော်မျိုးမင်းကြီးကိုပေါ့ဖုံးတန့်အိမ်ညံထင်မိုးဆက်ဆိုတဲ့ သူတွေဟာဆိုရင်အစည်းအဝေးဖြစ်ကနေပြီးတော့သူတို့သဘောဆန္ဒအထက်နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ပြီးရင်နောက်မှာဆိုရင်လေလူမှုကွယ်တွေမှာစာရေးရေးတင်ထားရှိပါတယ်။ဥစ္စာမရေးထားတာပါဗောနော်။သူအဲ့တော့လူမှုကွယ်မှာဒါတင်နေတင်ပြီးရခါမှာသူပြောတာကမိမိသဘောအရာကုတ်ကတ်ဆက်နေကြသူများဒီစင်းမှာလုံးဝမပါပါဘူးတဲ့။စာကျွင်တရားဝင်နှုတ်ထွက်သူများစွာကြံပါသေးရဲ့ဆိုပြီးတော့ရုပ်ရှင်အစည်းအဝေးမှာကတ်ထားတဲ့စာရေးတင်နေအတူဥစင်မှာမျှဝေထားတာဗောနော်။သူဆိုလိုချင်တာကတော့အခုတင်တဲ့စင်းကကိုယ့်သဘောနဲ့ကိုနှုတ်ထွက်ချသူစင်းပေါ့ရှင်။ စီယုံထဲမှာကုတ်ကပ်ပြီးနေရတဲ့သူတွေတော့ဒီစင်းထဲမှာမပါဘူးပေါ့ဆိုတော့ဥစင်မရောအခုချိန်မှာစီယုံဝင်ထင်းနဲ့ပြန်ဝင်ပြီးတော့ရောက်ရှိလာနေပြီလားပေါ့နော်ကျွန်မတွေတော့စိတ်ဝင်စားပါတယ်ဒါကြောင့်လို့ဥစင်မကစီယုံဝင်ဖြစ်နေပြန်လဲရောက်ရှိလာတယ်ဆိုတော့ဥစင်မလည်းစီယုံထဲမှာကုတ်ကပ်နေတဲ့သူပါပဲနော်အဲ့လိုဖြစ်သွားမှာပါရှင့်နောက်ထပ်တစ်ယောက်ကကြတော့နှခမ်းဒီမလေးတွေနှစ်သက်ခံရပါတယ်ဆိုတော့တေယုတ်ဆောင်တိုင်တော်ဖြစ်ပါရဲ့ရှင့်တိုင်တော်ဟာဆိုရင်လည်းအဲ့လိုပါပဲ2021တုန်းကအစည်းအဝေးကတ်ကိုပေါ့နော် Facebook ကတင်ပြီးတော့ သူပြောထားရှိရဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့တဲ့ယနေ့အချိန်ထိညီသည့်သဘောထားထုတ်ပြန်ချက်မှမထုတ်ပြန်တဲ့ကျွန်တော်ငယ်စဉ်ကလေးစားတန်ဖိုးအားတထားအားကြရတဲ့မြန်မာနိုင်ငံရုပ်ရှင်စီးရုံအဖွဲ့စည်းရဲ့စီးရုံဝင်ပြင်ဝင်ဖြစ်မှမိမိဆန္ဒလျောက်နှုတ်ထွက်ပါတယ်ဆိုပြီးတော့လည်းတိုင်တော်ကရှင်းသားထားပါတယ်။တိုင်တော်ရောအခုချိန်မှဆိုရင်ငငယ်ငယ်ကနေပြီးတော့အင်မတန်လေးစားအားကြခဲ့ရတဲ့ရုပ်ရှင်အစီအယုံဝင်အဖြစ်ပြန်လဲရောက်ရှိသွားပြီလားဆိုတာလည်းစိတ်ဝင်စားစရာကိစ္စပါပဲ။ ဒီတော့အဲ့ဒီတော့ကတော့သရေထွေးလို့ကောင်းကောင်းနဲ့ဆွတ်ထွေးကြတာပေါ့နော်ကိုပြောတဲ့စကားနောင်ချိန်ကြရင်မဖြစ်နိုင်လဲဆိုတော့တို့နားလေခြင်းမရှိဘူးတို့မှာမျှော်မြင်ဆိုတာမရှိဘူးဘလို့ဖြစ်ဖြစ်ဒါကအင်မတန်ရိုးစိုးအကြီးတန်းတဲ့တမိုင်းကြောင်းတစ်ခုကိုနှုတ်ပြန်ရရှင်နေဖန်တီးခဲ့တာပါစန္နာပြတော့ဘာတွေပြောခဲ့လဲဆိုတော့ရုပ်တန်တွေကပြည်သူလူထုလက်ထဲမှာအလုံးစုံရှိပါတယ်နော်ကိုဘာပြောခဲ့လဲကိုမမှီမှာပေါ့ငကြခင်တိုင်းပြည်ကဒီမိုကရေစီပြန်ရတော့မယ်အဲ့ချိန်ကျရင်တိုင်းပြည်တိဆောက်ရေးအတွက်ကို စွမ်းစမ်းတမန်ပါဝင်စူးစမ်းပါမယ်ဆိုတဲ့ကတိနဲ့ခံဝင်ထိုးထားတဲ့သူတွေတိုင်းပြည်တိကျရေးမှာပါဝင်ဖို့အတွက်လည်းနည်းနည်းပါးပါးစိတ်ကူးလေးစိတ်တမ်းလေးထားကြပါအောင်နော်။ဒါ့အပြင်နိုင်ငံမှာလုံခြုံရေးကြောင့်မှုပညာရှင်တွေလှုံ့ဆော်ခဲ့ကြလို့ဖြစ်ပွားသွားခဲ့တဲ့စူးကူအကြမ်းဖက်မှုကနေစတင်ခဲ့တဲ့လက်နက်ကင်ပဋိပက္ခတွေကြောင့်စစ်ပွဲတွေပြန်ဖြစ်ပြီးတော့ပြည်သူစစ်မှုတန်းဥပဒေဆိုတာကြီးကအတီးပြုတ်ပြီးတော့ပေါ်ဆောင်ခဲ့ရပြီ ဲ့ဒီပြည်သူစစ်မှုထမ်းဥပဒေမှာလဲယနေ့အချိန်ထိအမှုပညာရှင်အမျိုးသားအရွယ်ကောင်းတွေတယောက်မှလဲစစ်မှုထမ်းတာကျွန်မမတွေ့ဘူးပေါ့ပြောတော့ကိုယ့်အကိုရုပ်ရှင်မင်းသားဆိုမက်ကပ်လိမ့်ပြီးတော့ပဲရုပ်ရှင်ထဲမှာတတိပြရဲတာလားရှင့်နိုင်ငံတော်အတွက်တကယ်လိုအပ်တဲ့အချိန်မှာတတိပြဖို့အတွက်ဘာလို့နောက်ကောက်ကြနေကြရလဲရှင့်ကျွန်မဒါလေးကိုမေးခွန်းထုတ်ချင်ပါတယ်နုပညာရှင်ဆိုတဲ့အမျိုးသားတွေဘလောက်ကြည့်အောင်တရေဘောကြောင့်လည်းလုပ်ပြီးလုပ်ခဲ့လဲဆိုတော့ကိုကိုကိုမှတ်မိမှာပေါ့ရှင်။ပြီးတော့နိုင်ငံတော်ဖြက်စီးတော့မှမိတ်ကပ်အဖွေးသားနဲ့ပါဝင်ခဲ့ကြတာ နိုင်ငံတော်တိဆောက်ဖို့လည်းမိကအဖွေသာလိမ့်ပြီးတော့ပါဝင်ကြပါအောင်လို့လည်းကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်။ဒီတိုက်တွန်းချက်လေးကကျွန်မတယောက်တည်းထွက်ပြောတဲ့တိုက်တွန်းချက်မဟုတ်ပါဘူးနော်။မိဘပြည်သူအားလုံးကလူကျင်တွေရဲ့တိုက်တွန်းချက်ပါတောင်းဆိုခြင်းနဲ့တိုက်တွန်းချက်ပါလူချင်းမင်းတို့ရဲ့ရုပ်ရှင်တွေကောင်း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 ကျွန်မတို့မိဘပြည်သူတွေအားလုံးကနှစ်အဆက်ဆက်ခေတ်ဆက်ဆက်အားပေးခဲ့ကြတာပါ။ဒီကျေးဇူးလေးထားအောင်ပြီးတော့နိုင်ငံတော်ကာဝေးရေးမှလည်းစူးစမ်းပေးကြပါအောင်။ စစ်မှုမထမ်းရဲဘူးဆိုရင်တောင်မှစစ်ကိုအင်မတန်ကြောက်ပါတယ်ကျွန်တော်တို့ကမိတ်ကပ်လိမ့်ပြီးလှုပ်လှုပ်တဲ့သူတွေပါဖက်နဲ့နဲ့ဘာမှမဆိုင်ပါဘူးဆိုရင်တောင်မှစစ်မှုထမ်းတဲ့သူတွေကိုခွန်အားဖြစ်စေဖို့ဖြောပြေးကိစ္စရလှုပ်လို့ရပါတယ်ရှင်ကျွန်မပြောရရှင်းရှင်းလေးပါစစ်သားမလုပ်ဘူးကြောက်တယ်မလားမလုပ်နဲ့စစ်သားလုပ်နေတဲ့သူတွေတော့ဖြောပြေးပေးလေအထာလေးပြောချင်တာပါအဲ့ဒီအပိုင်းလေးမှာတာဝန်ကျေရဲဆိုလဲမိဘပြည်သူတွေကကြည်ပြပါတယ်ရှင်အဲ့လိုမှမဟုတ်ရင်တော့လူချင်းမင်းတို့ဖြက်စီးခဲ့တဲ့အတိုင်းမြင်မှာ လူချင်းမင်းတို့လူပညာရှင်တွေကိုဘလောက်ထိပဲလူချင်းမင်းတို့လူချင်းမင်းဘူပါတာပေါ့နော်တိုက်တလောက်ပဲဖန်တီးပြီးတော့စူးစမ်းနေပါစေလူချင်းမင်းတို့ဟာလူပညာရှင်မပီသားတဲ့သူတွေလူပညာရှင်ဖြစ်ပြီးတော့ပြည်သူတွေကိုဒုက္ခတွင်နဲ့ပို့ခဲ့တဲ့သူတွေကိုယ့်လူပညာကိုတိုးတအောင်စူးစမ်းခြင်းမရှိဘဲနဲ့နိုင်ငံရေးမှာခြေဝင်ရှုပ်ပြီးတော့တိုင်းပြည်ဖြတ်တဲ့သူတွေသာဖြစ်ပါတယ်တိုင်းရိုက်ပြောရမယ်ဆိုရင်တော့လူချင်းမင်းတို့ကအမှုပညာရှင်မဖြစ်ထိုက်တဲ့သူတွေပါ။အမှုပညာရှင်ဆိုရဲဂုံပုံးနဲ့လုံးဝမထိုက်တန်တဲ့သူတွေပါ။ လူချင်းမင်းတို့အားနေသွောနှိမ်နေဆယ်လီထတ်တောင်းမှာလူချင်းမင်းတို့ကနှိတ်ကြပါသေးရဲ့ရှင့်ကျမပြောဆိုချက်ပြင်းထန်နေဆိုခွင့်လို့ပေးပါလူချင်းမင်းတို့အတွက်ကဒီစကလုံးတွေကခစ်ကာလာတစ်ခုမှထိုက်တန်ခဲ့ပါတယ်လူချင်းမင်းတို့လောက်ရကအင်မတန်စိုးဝါခဲ့ပါတယ်ဒါအောင်နောင်တရပြီးတော့အတိုင်းမီတိဆောက်ရေးမှာဥပပေါင်းပါဝင်ကြပါအောင်လို့ကျမအနေနဲ့တိုက်တွန်းလိုက်ပြရစေတော့မိဘပြည်သူများရှင်ကျမအခုပေါ့နော်နိုင်ငံတကာသတင်းလေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒီသတင်းလေးကကျမနိုင်ငံနဲ့လည်းသက်ဆိုင်မှုရှိပါရဲ့ရှင့်အဲ့ဒီသတင်းလေးကဆိုရင်အမေရိကန်ပြည်ထောင်စု အယ်ဘားမားပြည်နယ်မှာဆိုရင်ကလေးတငယ်တွေကိုလိန်အလွဲသုံးစားမှုပြုလုပ်တဲ့သူတွေပေါ့နော်ပြောမလို့တက်ငင်ပရင်ကျူးလွန်တဲ့သူတွေကိုတင်းကုတ်ဖို့အတွက်ဥပဒေပြဋ္ဌာန်းခဲ့တာရှိပါတယ်ဒီဥပဒေအရဆိုရင်ကလေးတွေကိုလိန်မှုကိစ္စကျူးလွန်တဲ့သူတွေကိုဓာတ်ဥပဒေနီးနဲ့တင်းကုတ်တဲ့ကိစ္စကိုလုံးဆောင်မှာဖြစ်ပါရဲ့ရှင့်ဒီလိုဥပဒေကိုပြဋ္ဌာန်းတဲ့ပြည်နယ်ဟာအမေရိကန်ပြည်ထောင်စုအယ်ဘားမားပြည်နယ်ကပထမအဦးဆုံးဖြစ်ပါတယ်ပြည်နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့2019ခုနှစ်မှာဒီဥပဒေကိုလက်မှတ်ရေးထိုးပြီးတော့ပြဋ္ဌာန်းခဲ့တာပါ ဒီဥပဒေရဲ့ပြဋ္ဌာန်းချက်မှာဆိုရင်အသက်73နှစ်အောက်ကလေးတငယ်တွေကိုလိမ်မန်းဆိုင်ရာပြစ်မှုကျူးလွန်တဲ့သူတွေကိုဒီဥပဒေအတိုင်းစီရင်မှာဖြစ်တယ်။တငယ်မရင်းကျူးလွန်ပြီးတော့အကျဉ်းထောင်ကျသွားပြီးရဲ့နောက်မှာပေါ့နော်အကျဉ်းထောင်တွေပြန်လဲပြီးတော့လွတ်မြောက်တော့မယ်ဆိုရင်အ ਨੇ စုံထောင်ကနေလွတ်မြောက်တော့မယ်ကာလရဲ့တလအလိုမှာဟော်မုန်းကိုရှော့ချပေးရဲ့ဆေးဝါးတွေကိုထောင်သားတွေကတောက်တော့အောင်မှာဖြစ်ပါတယ်။ပြီးရဲ့အခါမှာတရားရုံးကနေပြီးတော့ဒီဆေးတွေတိုက်ဆိုင်မလို့တော့ဘူးလို့ဆုံးဖြတ်ချက်ချတဲ့အထီကိုဒီတငယ်မရင်းမှုကျူးလွန်တဲ့သူပါဆိုရင် ဟော်မုန်းစိတ်တွေတောက်အောင်ဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကလေးတငယ်တွေကိုလိမ်မန်းဆိုင်ရာအလွဲသုံးစားမှုတွေအစံဖတ်မှုတွေလုပ်တဲ့သူတွေကဒီလိုအမှုတွေကိုပဲထပ်ထပ်ပြီးတော့ကျူးလွန်တက်တဲ့သဘောတရားတွေရှိရဲဆိုတာကိုသူတို့နိုင်ငံမှာလှုပ်ထားတဲ့စစ်တမ်းတွေအားသိရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်တငယ်မရင်းကျူးလွန်တဲ့ထောင်ထဲရောက်လာတဲ့ပြစ်ဒဏ်ဆိတ်လို့ပြန်ထွက်သွားတယ်ဆိုတော့မှသူကဒီမှုတွေကိုပြန်လှုပ်တယ်ဆိုတဲ့အခါကျတော့ကလေးတွေအတွက်ကဘလို့မှလုံခြုံခြင်းမရှိဘူး။ထောင်နေနေရလဲ သူ့ရဲ့ပြစ်ဒဏ်စိတ်လို့ရှင်ပြန်လွှတ်ပေးရမှာပဲဖြစ်တဲ့အတွက်အဲ့လိုမှမဟုတ်လူခွင့်ရဲ့သမားတွေကပွားစီပွားစီလောက်မှာဆိုတော့လေအဲ့လိုအခြေအနေရှိတဲ့အတွက်အပြင်ကကလေးလည်းအနေကင်းအောင်လူခွင့်ရဲ့သမားတွေလည်းအတမထွက်နိုင်အောင်ဆိုပြီးတော့ဒီဥပဒေပြဋ္ဌာန်းပြီးတော့လုံဆောင်နေတာဖြစ်ပါတယ်အဓိကပြန်ပြီးတော့ပြစ်မှုကျူးလွန်တဲ့နှုံးတွေကိုရှော့ချဖို့အတွက်ကြိုးစားတာပါရှင့်ဒါမဲ့လည်းပွားစီပွားစီလောက်တဲ့လူခွင့်ရဲ့သမားတွေရဲ့ထုံးစံအတိုင်းပေါ့နော်လူခွင့်ရေချိုးဖောက်တဲ့လူတော်ရဲ့ဂုံသိက္ခာကိုထိခိုက်စေတယ်ဆိုပြီးတော့ဝေဖန်မှုတွေကလည်းမြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံရဲ့ထုံးစံအတိုင်းပါပဲ သူတို့နိုင်ငံလုံခြုံရေးအတွက်သူတို့ပြည်သူတွေလုံခြုံရေးအတွက်လှုပ်ဆောင်တဲ့ကိစ္စအတိုင်းမှာဘယ်နိုင်ငံရဲ့ပြောစကားဘယ်လူခွင့်ရေးသမားရဲ့ပြောစကားမှာအမေရိကန်နိုင်ငံဟာနားထောင်လေးနားထောင်တာမရှိပါဘူးလုံးဝခွေးမဆိုင်ခဲ့တဲ့ပုံစံအများနဲ့ချိုးပါတယ်ဒီချိုးတဲ့အချက်လေးကအခုချိန်မှာတော့အဆင်ပြေသွားတာပေါ့ရှင်လူခွင့်သမားရဲ့ဘာပဲပြောပြောဒီဥပဒေကိုရအောင်ပြန်ထမ်းနေပေါ်ဆောင်နေအခုဆိုရင်ဒီတိုင်းကိုစီရင်နေပါပြီဒီတော့အမေရိကန်လိုမျိုးဒီမိုကရေစီဘိုးရီနိုင်ငံကပြဋ္ဌာန်းလိုက်တဲ့ဥပဒေကအခြားနိုင်ငံတွေကိုရော တ်ရောက်လာနိုင်လားအခြားနိုင်ငံတွေရောဒါကို reference ယူပြီးတော့ဥပဒေတွေလောက်ဆောင်လာနိုင်လားဆိုတာကလည်းစိတ်ဝင်စားစွာစောင့်ကြည့်ရမယ့်ကိစ္စဖြစ်ပါတယ်။ကျမတို့ကမ္ဘာမှာဒီတက်ငယ်မတိုင်းဆိုတဲ့ကိစ္စကတော်တော်ချင်းချောင်းနေပါတယ်။နိုင်ငံတိုင်းအောင်ချင်းချောင်းနေတာပါ။ဒါကြောင့်နိုင်ငံတိုင်းကတက်ငယ်မတိုင်းတွေကိုရှော့ချနိုင်မှုအတွက်ထူးကြိုးစားမှာဖြစ်ပါတယ်။ကျမတို့နိုင်ငံလည်းဒါအောင်အတူယူသိမ်းလို့ရှင်ယူရမှာဖြစ်ပါတယ်။ဒါကျမတို့နိုင်ငံနဲ့ပတ်သက်ပြီးတော့တက်ငယ်မတိုင်းရတော့ရှင်တည့်ရတိုင်းမှာပဲတစ်နှစ်တစ်နှစ်မှာ အမှုပေါင်းထောင်ထဲမကဖြစ်နေခဲ့ပါတယ်အဓိကတက်ငင်ပရင်းနေအမြင့်မားဆုံးတိုးတက်ခဲ့တာက NLD လက်ထက်ကနေစပြီးတော့တိုးတက်ခဲ့ပါတယ်လူတွေဟာဆိုရင်ဒီမိုကရေစီဆိုတဲ့တကားဖွင့်လိုက်တဲ့နောက်မှာပါလာတဲ့သင်းရက်နဲ့နေလဲရှူဆိုင်သူတို့မျိုးအမှိုက်တွေလည်းခံယူတတ်တဲ့အနေအထားရှိတဲ့အခါကျတော့လွတ်လပ်စွာလိန်စိတ်ကိုအသုံးပြုခွင့်ဆိုတဲ့နေရာကနေတက်ငင်ပရင်းနေကျူးလွန်တဲ့ကိစ္စကြီးပေါ်လာတယ်ဒါပြင်တနာယူတွေကလည်းလူခွင့်ရေးဆိုတဲ့ကောင်းစဉ်အောက်ကနေ တို့တဏှာယူတာပဲလူခွင့်ရေးလိုလိုပါလိုပုံစံနေနဲ့လွတ်လပ်စွာလှုပ်လာတဲ့ခါမှာတက်ငယ်မရိန်းနေကြဲပြန့်စွာဖြစ်လာပါတယ်။မြန်မာနိုင်ငံအသိရဲ့အတိုင်းပဲသူများနိုင်ငံထပ်ပို့ဆိုးပါတယ်။ကလေးတွေရာဆိုရင် sex education အားနေတယ်။မိဘတွေကိုယ်တိုင်ကအားနေတယ်။ကလေးတွေကိုသင်ကြားပြသမှုအားနေတဲ့ခါကျတော့တဏှာယူတွေရဲ့ပြစ်မှတ်တွေဖြစ်လာတာပေါ့ရှင်။အဲ့လိုဖြစ်လာတဲ့အတွက်ကျွန်မတို့နိုင်ငံမှာဖြစ်ခဲ့တဲ့သမိုင်းကြောင်းလေးတစ်ခုပါ။2015တုန်းကဆိုရင် NLD ပါတီက တို့ပြောတဲ့အတိုင်းပေါ့နော်တောင်ပြိုကမ်းပြိုဆိုလာနိုင်ခဲ့တယ်လေနိုင်တဲ့ခါကျတော့ပြည်သူ့လွှတ်တော်မှဆိုလဲ NLD ပါတီကိုယ်စားလှယ်ဟာ255ရောက်တောင်ရှိတယ်အဲ့လိုမျိုး NLD အမတ်တွေအများကြီးရှိနေတဲ့လွှတ်တော်ထဲမှာဆိုရင်တပ်ငယ်မရင်ကျူးလွန်တဲ့သူတွေကိုတည်တံပေးဖို့အတွက်စ조사ခဲ့ဘူးတာရှိပါတယ်အဲ့လိုစ조사ခဲ့တဲ့ပုံကိုတွေကတော့တပ်မတော်သားကိုစလဲဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းဟာတချိန်စ조사ခဲ့ဘူးတဲ့နောက်ထပ်တချိန်စ조사တဲ့သူကတော့ရခိုင်မျိုးသားပါတီကရသိပ်တောင်အမတ်ဒေါခင်စိုးဝေကလည်း တပ်ငယ်မရင်းသမားတွေကိုတိတ်တန်ပေးဖို့အတွက်ကိုအစိုးတင်သွင်းပြီးတော့စူးစမ်းခဲ့ပူပါတယ်။ဒါမှမဟုတ်သူတို့တွေရဲ့စူးစမ်းမှုပါဆိုရင်နှစ်ကြိမ်လို့ကြာရှုံးခဲ့ရပါတယ်ရှင့်။ဘာကြောင့်ကြာရှုံးခဲ့တာလဲဆိုတော့ဒီအစိုးကိုတင်သွင်းတဲ့အခါမှာမဲခွဲဆုံးဖြတ်တော့ NLD အမတ်တွေကတပ်ငယ်မရင်းကျူးလွန်တဲ့သူကိုတိတ်တန်မပေးသင့်ပါဘူးဆိုတဲ့ဘက်မှာရပ်တည်ခဲ့ကြတယ်။ဒါကြောင့်ဒီအစိုးဟာကြာရှုံးခဲ့ရတာဖြစ်ပါတယ်။ကျမခုပြောပြတာ NLD လက်ထက်ကတပ်ငယ်မရင်းပေါ်မှာသဘောထားခဲ့တဲ့အနေအထားလေးကိုပြောပြတာပါ အဲ့တော့ကတော့သူတို့ပေးတဲ့အကြောင်းပြချက်ရှိရပါတော့နော်သူတို့ပေးတဲ့အကြောင်းပြချက်ဘာလဲဆိုရင်တန်ငယ်မရင်းကျူးလွန်တဲ့သူတဲ့တေတံပေးလိုက်မယ်ဆိုရင်တဲ့ဒီလူကပေါ့နော်ဒီမှုမပေါ်ပေါက်အောင်လို့ကလေးကိုတတ်ပြက်တာတွေလုပ်နိုင်တယ်ဒါကြောင့်တန်ငယ်မရင်းအတွက်ကိုတေတံမပေးသင့်ဘူးပေါ့ရှင်ဖန်းစီရမိတော့မှထောင်နှံချတဲ့ကိစ္စမျိုးပဲလုပ်တဲ့နေဆိုပြီးပြောပါတယ်သူတို့ကလည်းသူတို့အတွေ့သူတို့မှန်တယ်ပေါ့ဒါပေမဲ့သူတို့ပြောတဲ့စကားကိုပြန်ပြီးတော့ထောက်ရှုပြီးမေးရမယ်ဆိုရင်တန်ငယ်မရင်းဆိုတာကကလေးတန်ငယ်တွေပေါ်မှာကျူးလွန်တာပါ ဒီလိုကျူးလွန်မှုတွေဟာကလေးတငယ်ကိုတကူးတကမတက်ရင်တော့မှတေသွားစေနိုင်တယ်ရှင်။ကလေးလေးခန္ဓာကိုယ်ကိုလည်းမျက်စိထဲမှာမြင်အောင်ကြည့်ပါအောင်ရှင်။ကျူးလွန်တဲ့သူနဲ့ကျူးလွန်တဲ့သူရဲ့ခန္ဓာကိုယ်လေးကိုလည်းမြင်အောင်ကြည့်ပါအောင်။ကျူးလွန်နေစင်မှာတော့မှကလေးကကြောက်လို့နာကျင်လွန်လို့ခန္ဓာကိုယ်အတွင်းကလေးစားတွေပျက်စီးလို့တေသွားနိုင်တယ်ရှင်။ဒီလိုကျူးလွန်ရင်လည်းတိတ်ဆုံးသွားခဲ့ရတဲ့ကလေးတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်ဒီလောက်ထိရက်ဆက်ရုပ်မာတဲ့သူတွေကိုတေတံပေးဖို့အတွက်ကလူချင်းမျိုးတို့အလောက်ထိရောက်ခက်ခဲနေခဲ့တယ်ဆိုတာကလည်း ။တမိုင်းเจ้าမှာထင်ကျန်ရစ်ခဲ့တဲ့လူချင်းမင်းတို့ပြည်သူတွေပေါ်ထားတဲ့စေတနာတစ်ခုပါပဲ။ခါကြိုင်ဥပဒေမှာကြီးမားတဲ့ပြစ်ဒဏ်တွေကပေးဖို့ပေးမှာဖြစ်မှာပါ။အဲ့လိုမှမဟုတ်ရင်ပြစ်ဒဏ်ပေါ်ရော်တယ်ဆိုပြီးတော့လှုပ်ရှင်လှုပ်ကြမှာလေ။ဒီချက်လေးကရေးကြည့်ပါလေ။ကျမနိုင်ငံကလည်းတန်ငယ်မရင်းဖြစ်တဲ့ကိစ္စတွေများတယ်ပေါ့နော်ဒီတန်တွေခံနေရတဲ့နိုင်ငံတွေမှာပါတယ်ဒါကြောင့်ကျမတို့ကဒီကိစ္စကိုတားဆီးနိုင်အောင်စူးစမ်းရမယ်တန်ငယ်မရင်းမှုဖြစ်နေတဲ့ကိစ္စတွေကိုကျမတို့လစ်လို့ရှုထားရင်တစ်ချိန်မဟုတ်တစ်ချိန်ကျမတို့မွေးထားတဲ့သားသမီးလေးတွေကျမတို့မျိုးဆက်မှာ ဒီလိုမျိုးတနာယူတွေအသားကောင်ဖြစ်သွားနိုင်တယ်။ဒါကြောင့်ကျမတို့ကတနာယူတွေကိုကျမတို့လက်ထပ်ခရေရတခါတည်းပြက်ရှင်းခဲ့ရမှာရှင်။ဒါကကျမတို့လူသားတွေတမိုင်းမေတ္တာအောင်ပဲ။ဒါကြောင့်လဲဆိုတော့ကလေးပေါ်မှာလိန်စိတ်တာယာတက်တဲ့သူတွေကဘလို့မှကုလို့မရတဲ့ယောဂတစ်ခုလိုပါပဲ။တတလုံးအိတ်အကျင့်မပြင်းပါအောင်ရှင်။ဒါကြောင့်လဲဒီလိုမှုတွေကခဏခဏပြန်ဖြစ်နေတာ။ပြန်ဖြစ်တဲ့အတွက်လဲတင်းကုန်မှရတော့မယ်ဆိုတဲ့အတွေးကိုအမေရိကန်လူနိုင်ငံအတွေးပေါက်ပြီးတော့ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာ။ သူတို့တော်မှဒီလိုတွေးနိုင်တာကျွန်တော်တို့ဘာလို့မတွေးနိုင်မှာလဲရှင်ကျွန်တော်နိုင်ငံကလေးတွေကိုကာကွယ်ဖို့ပဲလေတဏှာရွေလက်ကနေကာကွယ်ဖို့ပဲလေကျွန်တော်လည်းစ조사ရမှာပေါ့ရှင်ဒါကြောင့်နောက်လာမယ့်လွှတ်တော်မှာဆိုရင်တက်ငင်ဘရင်းနဲ့ပတ်သက်ပြီးတော့တက်ငင်ဘရင်းမှုတွေပပျောက်ဖို့အတွက်ကိုပြင်းထန်တဲ့ဥပဒေတွေဘသူတွေတင်သွင်းပေးမှာလဲပြည်သူတွေအတွက်ကိုဘသူတွေလွတ်လပ်ပေးမှာလဲဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်နေပါတယ်လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့တက်ငင်ဘရင်းဆိုတဲ့ကိစ္စအကောင်းထဲမှာထည့်ပြီးတော့အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို조사ရှာဖွေပေးကြပါလူချင်းမျိုးအနေနဲ့တက်ငင်ဘရင်းနဲ့ပတ်သက်ပြီးတော့ ထိရောက်မဲ့ဥပဒေတွေပြဋ္ဌာန်းပေးကြပါလို့ကျွန်တော်တို့မိဘပြည်သူများအားလုံးကိုစားလာသမီးလေးတွေမွေးထားတဲ့မိဘတွေအားလုံးကိုစားတိုက်တွန်းနှိုးဆော်လိုက်ပါရစေတော့ရှင်။မိဘပြည်သူများရှင်ကျွန်မခုသတင်းလေးမှာတော့ရွေးကောက်ပွဲမှာပါဝင်ရှင်တန်မဲ့ပါတီတွေနိုင်ငံရေးတဲမှာပေါ့နော်ရှိရဲ့လွတ်တော်ကိုယ်စားလှယ်လုပ်မဲ့သူတွေရဲ့သတင်းလေးကိုကျွန်မနည်းနည်းလေးညှောက်ပေးခြင်းပါတယ်ရှင်။မိဘပြည်သူတို့သတင်းအဆက်ပြတ်တော့မှာစိုးလို့ပါ။ပထမဆုံးပြောပြမှာကတော့ VV ချမ်းရဲ့အကြောင်းဖြစ်ပါရဲ့ရှင်။ ဗီဗီချာဆိုရင်ဒီနိုင်ငံရေးလောကတွေကိုစပွေဝင်ရလာခဲ့က PP ပါတီပေါ့နော်အခုကိုကြီးပါတီကနေပြီးတော့နိုင်ငံရေးလောကတွေရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲမကျင်းပခင်အချိန်တိုအတွင်းမှာပဲဗီဗီချာဆိုရင်ပါတီပြောင်းလဲမှုလုပ်ခဲ့ပါရှင့်သူပြောင်းသွားခဲ့တဲ့ပါတီကတော့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PDP ကို ပြောင်းသွားခဲ့တာဖြစ်ပါရှင့်ဒီပါတီရဲ့တမိုင်းချောင်းလေးကိုကျွန်တော်တို့လေ့လာခဲ့တဲ့အခါမှာဆိုရင်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီက2025ရွေးကောက်ပွဲအတွက်ကိုရည်ရွယ်ပြီးတော့မှပေါ်ထွက်လာတဲ့ရန်ကုန်တိုင်း ဒေသကြီးအခြေဆိုင်နိုင်ငံရေးပါတီတစ်ခုဖြစ်ပါရရှင်။ပါတီမှတ်ပုံတင်ခြင်းကိုရှောက်ထားခဲ့တဲ့အခါမှာဆိုရင်2025ခုနှစ်ဩဂတ်လ20ရက်နေ့မှာမှတ်ပုံတင်အမှတ်62နဲ့မှတ်ပုံတင်ခွင့်ပြုပါတယ်ဆိုပြီးတော့ဒွိစီယာကြေညာချက်အမှတ်59မြင်းဆောင်2025နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီအချက်လက်လေးကတော့ကျွန်မအနေနဲ့ဝိပတ်မင်းမြောင်ပေးရဆိုတော့က V chain ကိုနှစ်သက်တယ်လည်းရှိမှာပေါ့နော်။သူ့ကိုမဲပေးခြင်းတဲ့သူတွေလည်းရှိမှာပါ။ဒါကြောင့်သူကဆိုရင်ဘဲပါတီကိုပြောင်းသွားခဲ့တယ်ဆိုတဲ့သတင်းလေးကိုမသိမှဆိုလို့ကျွန်မအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။ ပါတီပြောင်းလာတဲ့ပတ်သက်ပြီးတော့ V ချမ်းဘက်ကလည်းတရားဝင်ထုတ်ပြန်တာမရှိသေးတဲ့အတွက်ကျမတို့ကြားထားတဲ့သတင်းတွေတော့ရှိရပါဘူးရှင်တိုင်းမဲ့လည်းကာကရှင်ကတရားဝင်ထုတ်ပြန်တာမရှိလို့ကျမအနေနဲ့ပါမတော့ဝေဖန်တာတွေထောက်ပြတယ်မလုပ်ချင်ပါဘူးရှင်ဘလို့အကြောင်းပြချက်နဲ့ပဲပြောင်းပြောင်းပြောင်းတာပြောင်းသွားခဲ့ပြီဆိုတော့လေသူပြောင်းတဲ့နေရာမှာပဲသူ့အားပေးခြင်းတဲ့သူတွေလိုက်ပြီးတော့မဲပေးကြပါလို့ပဲကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ဒါလေးက V ချမ်းရဲ့အကြောင်းပါနောက်ထပ်တစ်ခုကကြတော့ PPP ပါတီကတော့တက်ခံနေပြီးတော့ပြောဆိုထားတဲ့အကြောင်းအရာလေးကိုလည်းမျှဝေပေးကြပါရှင်။ ပြည်သူ့ရှေ့ဆောင်ပါတီလို့ခေါ်တဲ့ PP ဟာဆိုရင်စက်တင်ဘာလ29ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်ဘိုးကျောင်းအောင်စံသူရိယအေးချိုခမ်းမမှာပါတီဝင်နဲ့တွေ့ဆုံတာပါတီဝင်အဆိုပြုလာပေးရတာအခမဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးတာဒီခမ်းနားတွေကို PP ပါတီရဲ့ဥက္ကဋ္ဌဒေါ်သက်ခိုင်ရနေပြီးတော့ကိုယ်တိုင်တက်ရောက်ပြီးတော့လှုပ်ဆောင်ကြတာမြင်တွေ့ရပါတယ်။အဲ့ဒီမှာသူပြောသွားတဲ့စကားလေးပေါ့နော်။ကျမတို့ပါတီရတဲ့အခုချိန်မှာတော့မြန်မာပြည်မှာဒုတိယအင်အားအကြီးမားဆုံးသောပါတီဖြစ်ပါတယ်တဲ့။ပါတီဝင်သသိန်းကျော်နဲ့ဒုတိယအင်အားအကြီးမားဆုံးသောပါတီဖြစ်တဲ့ အရန်အကြီးမားကြီးတော့မဟုတ်သေးပါဘူးတဲ့ဒါပေမဲ့ဒုတိယအင်အားအကြီးဆုံးဖြစ်နေပါတယ်တဲ့ကျမတို့ကစုစည်းကြီးကြီးလေးလေးနဲ့ဆောင်းမဲ့ပါတီဖြစ်ပါတယ်ဆိုပြီးတော့ပြောကြသွားပါရှင်ဆိုကြတဲ့သဘောကတော့မြန်မာနိုင်ငံမှာဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့အတွက်ပထမဆုံးအင်အားကြီးတဲ့ပါတီကတော့ပြည်ခံမျိုးပါတီလို့ကျမတို့သတ်မှတ်လို့ရတာပေါ့နော်ပြည်ခံမျိုးပါတီကတော့သူကအသင်းဘဝကလေးကနေပြီးတော့အသင်းဝင်နေပါတီဝင်နေအများကြီးစုစည်းနိုင်ခဲ့တဲ့အတွက်အင်အားအကြီးမားဆုံးပါတီဆိုတာကလည်းဘယ်သူမှငြင်းဆန်လို့ရတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့ဒေါ်သက်ခိုင်နေနဲ့အခုလိုချိန်မှာပေါ့နော် ဒုတိယအင်အားအကြီးဆုံးပါတီအဖြစ်နဲ့ဂုံယူပြီးတော့ပြောနိုင်လောက်တဲ့အထိဂျားထဲမှာစ조사အောက်ထုတ်မှုတွေအများကြီးလက်ရှိခဲ့မှာပါအရင်ကဆိုရင်တော့ပါတီဝင်အင်အားသသိန်းလောက်ရှိတာနဲ့ကိုယ့်အကူအင်အားကြီးရဲ့ဆိုပြီးပြောဖို့အတွက်ကစောနေသေးရဲ့လို့တွက်ကောင်းတော်မှာပေါ့ရှင်ဒါပေမဲ့အခုအခြေအနေအရဆိုရင်တော့ပါတီဝင်ဥယျ9000ပဲတင်သွဲခိုင်းတဲ့အခြေအနေမှာတော့မှမမီတဲ့ပါတီရဲ့အများကြီးပါပဲဖောက်လိုက်ဖောက်လိုက်ဖြစ်သွားတဲ့ပါတီရဲ့အများကြီးပါပဲပြုတ်သွားတဲ့ပါတီလည်းအများကြီးပါပဲ ီလိုအခြေအနေမျိုးမှာဒေါသခိုင်နေနဲ့ပါတီဝင်အင်အားဥယျာဉ်တသိန်းစုဆောင်နိုင်ခဲ့ခြင်းကိုဂုံယူပြီးတော့ပြောဆိုရဲဆိုတာမှားတဲ့ကိစ္စတော့မဟုတ်ပါဘူးရှင်။ကျမတို့ဒီလိုပဲမြင်ပါတယ်။ဘလို့အဖြစ်ကျမနိုင်ငံမှာမျိုးသမီးတယောက်ဦးဆောင်တဲ့ပါတီကရှားရတယ်ပေါ့နော်။ဒီထဲမှာမှထူးခြားတာဒေါသခိုင်ရဲ့ပါတီတစ်ခုပါပဲ။သူ့ပါတီကိုနှိမ့်သက်တဲ့သူတွေလည်းအများရှိပါတယ်။ဒါကြောင့်ကျမအနေနဲ့ဒီပါတီနဲ့ပတ်သက်တဲ့ data လေးတွေကိုလည်းမိဘပြည်သူများအောင်မျှော်ပေးတာဖြစ်ပါရဲ့ရှင်။ဆက်ထဲမှာကျမပြောချင်တာကဒီဒီဇင်ဘာ28ဆိုရင်ရွေးကောက်ပွဲစပါတော့မယ်။ ကျမတို့ကသာတရင်ထဲမှာတင်ဆက်ပေးနေတာပေါ့နော်မိဘပြည်သူများရင်ထဲမှာတော့ရွေးချယ်ထားပြီးသားတွေရှိလောက်ပြီလို့ကျမထင်ပါတယ်ပြည်ခံရုပ်ပါတီကိုကြိုက်တဲ့သူဆိုလည်းပြည်ခံဖြို့ကိုမဲပေးဖို့အတွက်အစင်းနဲ့ပြင်ထားလောက်ပါပြီ PPP ကိုကြိုက်တဲ့သူလည်း PPP အတွက်ကိုမဲကိုအစင်းနဲ့လောက်ထားပြီးလောက်ပါပြီဒီလိုပဲအခုကိုယ်ပါတီ PPP ကိုကြိုက်တဲ့သူလည်းအစင်းနဲ့ပါပဲ VV ချမ်းကိုကြိုက်တဲ့လူလည်း VV ချမ်းပဲနာမှာရွေးကောက်ဝယ်ဝင်မလဲအဲ့ဒီမြို့နယ်မှာငါတို့ရှိရင်ငါတို့မဲပေးမယ်ဆိုပြီးရွေးချယ်ပြီးသားပါပဲကျမတို့ရဲ့တင်ပြချက်ကြောင့်လူကြီးမင်းတို့ရဲ့ရွေးချယ်မှုကလည်း တိမ်ဆောင်သွားစရာလည်းမရှိဘူးလွဲချော်သွားစရာလည်းမရှိဘူးပြောင်းလဲသွားစရာလည်းမရှိတော့ပါဘူးကျမမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့သတင်းတွေတင်ဆက်တာ2010ခုနှစ်ကပေါ့နော်အဲ့လိုတော့သတင်းသမားမဟုတ်သေးဘူးပေါ့ဒါပေမဲ့ကျမတက်တန်းအဲ့လောက်ထိကြာခဲ့ပြီဆိုတဲ့အခါကျတော့ကျမတို့မြန်မာနိုင်ငံသားတွေခေါင်းမာမှုကိုကျမကောက်ကောက်သိတယ်ယူပြီးသားကိစ္စကိုဘယ်တော့မှပြောင်းလဲရုပ်ထုံးစံမရှိဘူးရှင့်တိုင်းပြည်ကိုတော်တော်ချစ်တဲ့သူတွေသာရလက်တွေကောင်းခြင်းမကောင်းခြင်းကိုမြင်ပြီးတော့မှသာအချို့ရာလေးပြောင်းလဲနိုင်တာဒါကြောင့်မိဘပြည်တွေအားလုံးရွေးချယ်ပြီးသားပဲကျမသိတယ် ကျွန်တော်တို့ကတာဝန်ရှိရတဲ့အတွက်ဘယ်ပါတီလေးကတော့ဘလို့ရှိတယ်ဘယ်ပုဂ္ဂိုလ်ကတော့ဘလို့ရှိရဲဆိုတာတင်ပြပေးနေရပဲရှိတာဒါကြောင့်ကျွန်မကတော့ဘယ်အချိန်ပြန်ကြည့်ကြည့်မှန်တဲ့သဘောတရားတွေပဲပြောပါတယ်ယုံကြည်စိတ်ချတဲ့ပါတီကိုပဲမဲပေးပါနိုင်ငံတော်ပေါ်တစ္ဆာဖောက်ခဲ့ပူးခြင်းမရှိတဲ့ပါတီကိုရွေးချယ်ပါနိုင်ငံတော်ပေါ်တကယ်ကိုစေတနာထားတဲ့သူလို့မိဘပြည်သူလို့စိတ်แท้မသိစိတ်ကောသိစိတ်ကောလက်ခံတဲ့သူကိုပဲမဲပေးပါ အတိတ်ကကျမတို့မတူညီမှုတွေအငင်းပွားမှုတွေလွတ်တော်ထဲမှာတောလှုပ်တာအကောင်းဆုံးပါပဲဒါကြောင့်တို့တွေလှုပ်ဖို့အတွက်ကျမတို့တာဝန်တွေကိုလွတ်တော်အမတ်တေးစီနိုင်ငံရေးပါတီရေးစီကိုပခုံးလွှဲပြီးတော့ပေးလိုက်ကြအောင်ရှင့်မိဘပြည်သူများတချို့ရရှိရပေါ့နော်ကျမတို့ဆိုမြင်းနဲ့ပြောပါတယ်အချို့နိုင်ငံရေးသမားတွေကတဲ့သမီးတို့တဲ့င်းသမားတွေလောက်တော့မှအတိုင်းမျိုးပေါ်မှာချစ်ခဲ့တာမဟုတ်ဘူးတိုင်းပြည်ဘက်ကရက်တည်ခဲ့တာမဟုတ်ဘူးဒီလိုလူတွေကိုအန်တီတို့ဦးလေးတို့ကမဲမဲပေးခြင်းဘူးဆိုပြီးပြောကြတာရှိပါတယ်ဒီတွဲခေါ်လေးကမှားနေတယ်လို့ကျမအနေနဲ့ပြောချင်ပါတယ်ရှင် ဘာကြောင့်လဲဆိုနိုင်ငံရေးသမားဟာသူ့ရဲ့တာဝန်နဲ့သူပါသတင်းသမားနဲ့နိုင်ငံရေးသမားကတာဝန်မတူပါဘူးရှင်ဒါပြင်ကိုလွှတ်တော်ပေါ်လာတဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေရှိလာတဲ့အတွက်ကျမတို့သတင်းသမားတွေမှာလည်းတချို့ဝင်နေပေါ်ပါတယ်ရှင်ကျမတို့ပြောနေရတာတွေကနေ့စဉ်နေ့တိုင်းခါကြအနေနဲ့များပါတယ်လွှတ်တော်အမတ်တွေပြောမယ်ဆိုရင်ပုံပြီးထိရောက်တဲ့ကိစ္စတွေလည်းရှိပါတယ်ဒါကြောင့်ကျမတို့ပခုံးတေးသေးလေးမှာထမ်းထားတဲ့ဝင်ကိုလွှဲပြောင်းယူမဲ့လွှတ်တော်အမတ်တွေပေါ်လာတဲ့အတွက်ကျမတို့သတင်းသမားတွေကဝမ်းသာပါတယ်ဒီလိုဝမ်းသာမှုမျိုးနဲ့ကျမတို့ကကြိုးဆိုတာပါမိဘပြည်သူများကလည်း ဒီလိုလေးပဲမြင်ပေးကြဖို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်။နိုင်ငံရေးသမားလုပ်တဲ့ဆိုမှတော့နိုင်ငံတော်ချစ်လို့ပေါ့ရှင်။သူတို့မှလည်းပေးဆက်ထားတယ်၊ရင်းနှီးထားအများရှိပါတယ်။ပြည်ခံရုပ်ပါတီမှာဆိုရင်ဟိုတလောကပေါ့နော်။ဘူးလက်ဦးလာဆွေပြောသွားတယ်သူတို့ပါတီဝင်အင်အား6000ကျော်တက်ဖြတ်ခံခဲ့ရတယ်။ဒါဟာသူတို့ရဲ့ပေးဆက်မှုတွေပါပဲ။အခြားပါတီတွေမှလည်းဒီလိုပါပဲ။ PPP ပါတီလည်းအကြံပတ်သမားတွေရန်ပြုတ်ခြင်းကိုခံခဲ့ရတယ်။လွန်ခဲ့တဲ့ကာလကလည်းသူတို့ပါတီက၃ယောက်ကိုအကြံပတ်သမားတွေဖမ်းဆီးသွားတယ်။ကံကောင်းလို့ပြန်လွတ်လာတာ။ဒီလိုပေးဆက်မှုတွေသူတို့မှလည်းရှိပါတယ်။ ကျမတို့ရဲ့လို့မဟုတ်ပါဘူးနိုင်ငံရေးသမားတွေလည်းအတိုင်းပြူချစ်ကြပါတယ်ဒီလိုစိတ်နေနေပဲသူတို့ပေါ်မြင်ပေးပါဒီလူတွေကကျမတို့ပခုံးအားတောင်းဖို့လွှဲပြောင်းယူမဲ့သူတွေပါကျမတို့ဒီတာဝန်တွေကိုသူတို့စီကိုနီလန်တကြားလွှဲပြောင်းပေးလိုက်ရအောင်ရှင်ကျမဒါလေးပဲတိုက်တွန်းချင်ပါတယ်ရွေးကောက်ပွဲမပြီးခင်ကတော့အားလုံးကျမအကောင်းပဲပြောတယ်ဘာကြောင့်လဲဆိုတော့သူတို့အစိုးရမဖြစ်သေးဘူးလေအစိုးရဖြစ်သွားပြီးတော့မှသူတို့လည်းအချိန်ကြာဖောက်လာတဲ့အချိန်ကြာကျမတို့လည်းသူတို့နဲ့အချိန်ကြာတွေ့ကြမှာပေါ့နော်အခုကတော့အားလုံးကိုတိုင်းပြပေါ်စေနာထားရတော့ကျမယုံကြည်တယ် ကိုစိတ်နဲ့ပဲတိုင်းပါတယ်ကျမတို့လည်းတိုင်းပြူချစ်တယ်သူတို့လည်းချစ်မှာပဲဒါကြောင့်ရွေးကောက်ပွဲအတွက်ကိုကျမတို့တွန်းအားပေးတာပြည်သူ့ရဲ့အားလုံးစိတ်ရှင်းရှင်းနဲ့မဲပေးနိုင်မှုအတွက်ကျမတို့တွန်းအားပေးတာဖြစ်ပါတယ်ကျမတင်းသုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရန်နာပြပါစီရှင်ကျမတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးကြတဲ့မိဘပြည်များအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကောင်းချီးလူဝင်ဆန္ဒများပြေဝါကြပါစေလူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းကင်း